ာတရဏဂုံတော်ကြီးကိုတနေ့၉ခေါက်ရုပ်ဖတ်တရေစေပြီးတော့ကြားရောက်လာမဲ့ကက်ဘေးတွေကြားရောက်လက်တန်းဖြစ်တဲ့ကက်ဘေးတွေကိုကျော်လွှားနိုင်အောင်ကျွန်တော်ဒီအတန်ထွက်လေးကိုဒီမှာဓမ္မဒါနပြုပေးလိုက်ပါရခင်ဗျာတနေ့ကို၉ခေါက်အနည်းဆုံးရုပ်ဖတ်တရေစေပူဇော်ရမယ်လို့ကျွန်တော်တို့သိထားပါတယ်ဆရာတော်ကြီးတွေဖတ်တာကိုကျွန်တော်နားတဲ့ချိန်မှာတော့အေဇာတက်ကီလို့ဖတ်တယ်ပေါ့နော်အေဇာတက်ကီတော့တာဝင်းပူဆိုတော့ကျွန်တော်အတန်ကတော့တနဲ့တနဲ့မကွဲတော့နည်းသီးခံယူနားထောင်ပြပါဗျာ ऐसा टगे बानू बेड़ा बोड़ा धरने के सामी ऐसा टगे बानु बेड़ा ढमन धरने के सामी ऐसा टगे बानु बेड़ा धंगे धरने के सामी ऐसा टगे बानु बेड़ा जारी ब्रियने बोड़ा धरने के सामी ऐसा टगे बानु बेड़ा जारी ब्रियने ढमन धरने के सामी ऐसा टगे बानु बेड़ा जारी ब्रियने धंगे धरने के सामी ऐसा टगे बानु बेड़ा बोगा ब्रियने बोड़ा धरने सामी ඒසා ඩැගේ බානු බේඩෑ බෝගාපරි යන ඩැමැදරනැගේ සාමී ඒසා ඩැගේ බානු බේඩෑ බෝගාපරි යන දැංගැදරනැගේ සාමී ඒසා ඩැගේ බානු බේඩැන් සිවිඩා කාලෑන් බෞ්ඩන්දරනැගේ සාමී ඒසා ටැකේ බානු බේඩැන් සිවිඩා කාලෑන් ටැමැන්දරනැගේ සාමී ඒසා ටැකේ බානු බේඩැන් සිවිඩා කාලෑන් දැංගැදරනැගේ සාමී အေဇာတက်ကေပါနုဘေတံယာဝဇီဝံဗုဒ္ဓံတဏဏံကိစ္ဆာမိအေဇာတက်ကေပါနုဘေတံယာဝဇီဝံဒိုင်မန်တဏဏံကိစ္ဆာမိအေဇာတက်ကေပါနုဘေတံယာဝဇီဝံဒိုင်ငံတဏဏံကိစ္ဆာမိအေဇာတက်ကေပါနုဘေတံမရဏကာလံဗုဒ္ဓံတဏဏံကိစ္ဆာမိအေဇာတက်ကေပါနုဘေတံမရဏကာလံဒိုင်မန်တဏဏံကိစ္ဆာမိအေဇာတက်ကေပါနုဘေတံမရဏကာလံဒိုင်ငံတဏဏံကိစ္ဆာမိ ဧဇာတကေပါနုဘေဒံမရဏကာလံပရိယဏံဗုဒ္ဓံတဏဏကိစ္ဆာမိဧဇာတကေပါနုဘေဒံမရဏကာလံပရိယဏံဓမ္မံတဏဏကိစ္ဆာမိဧဇာတကေပါနုဘေဒံမရဏကာလံပရိယဏံသံဃံတဏဏကိစ္ဆာမိဧဇာတကေပါနုဘေဒံအရဟတကာလံဗုဒ္ဓံတဏဏကိစ္ဆာမိဧဇာတကေပါနုဘေဒံအရဟတကာလံဓမ္မံတဏဏကိစ္ဆာမိဧဇာတကေပါနုဘေဒံအရဟတကာလံသံဃံတဏဏကိစ္ဆာမိ ऐसा तके बानु बेदन रहता कालें प्रियन बोधन तनंगे सामी ऐसा तके बानु बेदन रहता कालें प्रियन धैमन तनंगे सामी ऐसा तके बानु बेदन रहता कालें प्रियन दंगन तनंगे सामी ऐसा तके बानु बेद नहीं बना कालें बोधन तनंगे सामी ऐसा तके बानु बेदन नहीं बना कालें धैमन तनंगे सामी ऐसा तके बानु बेदन नहीं बना कालें दंगन तनंगे सामी ဧဇာတကေပါနုဘေဒံနိဗ္ဗာဏဂါလံပရိယန္တံဗုဒ္ဓံတဏ္ဏံကိစ္ဆာမိဧဇာတကေပါနုဘေဒံနိဗ္ဗာဏဂါလံပရိယန္တံဓမ္မံတဏ္ဏံကိစ္ဆာမိဧဇာတကေပါနုဘေဒံနိဗ္ဗာဏဂါလံပရိယန္တံသံဃံတဏ္ဏံကိစ္ဆာမိတာတုတာတုတာတုဒီမဟာတရဏဂုံတော်ကြီးကိုတနေ့ကိုကိုးခေါရုပ်ဖတ်တရစေပူဇော်ခြင်းအဖြစ်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေ အားလုံးအားလုံးပဲမိသားစုဝင်အားလုံးဘေးပေါင်းရန်ပေါင်းအနေအပေါင်းကဆိုးအပေါင်းမှကင်းဝေးကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ